မှန်တယ်ပြောရတော့ပြိုင်ပွဲဝင်အကုန်လုံးအရန်ချစ်တယ်ဆိုပေမဲ့ပြိုင်ပွဲဆိုတော့အကုန်လုံးပြိုင်ကြရတယ်ပြိုင်လို့ရှိရင်ဒိုင်နဲ့ဆုံးဖြတ်မှာတယောက်တည်းဝင်လာယူရအောင်အဲ့တော့ဆုံးကိုဆုံးဖြတ်မှာဖြစ်တယ်ကျန်တဲ့ကလေးတွေအကုန်လုံးညီကောင်မောင်နှမလူမျိုးသဘောထားတယ်သူတို့ရန်ကောင်းကြရတယ်ဆိုပေမဲ့ဝင်လာသည်တယောက်တည်းဖြစ်ရမှာကျွန်တော်ဖြစ်စေချင်တဲ့သူဖြစ်သွားရတယ်နော်အဲ့လိုပါပဲဒိုင်နဲ့အကုန်လုံးဖြစ်စေချင်တာပါခင်ဗျာဟုတ် ကျွန်တော်ဝေဖန်မှုတွေဘယ်လောက်ပဲများများကျွန်တော်ရဲ့ UD ကျကျွန်တော်လောက်ဆောင်ရမယ့်အရာတွေကျွန်တော်ရဲ့ကျူးစားမှုတွေကတက်တက်ရှိတာပေါ့နော်ဒါ ው လဲပြည်သက်လက်ခံမှုတော့ကျွန်တော်ကအများကြီးကျူးစားသွားရမှာပေါ့တနိုင်ငံလုံးရဲ့ဒီ social ထက်မှာကျွန်တော်ရုပ်ပုံတွေကြီးပဲပြန့်ပြီးတော့ကျွန်တော်ဝေဖန်မှုတွေထိတ်ဆုံးရောက်နေတဲ့အချိန်မှာအဲ့ရပြောတနိုင်ငံလုံးနဲ့ဒီလောက်တဲ့ပြောနေတဲ့နှစ်ပေါင်းများစွာတဲ့ဘာမှဖြစ်ဘူးလားတဲ့တို့ကတခုခုဆိုလို့ရှိရင်တို့ကအပြင်လူတွေဆိုတော့ခံစားတတ်တယ်လေတို့ကကျွန်တော်ကြည့်လိုက်ရင်ကျွန်တော် AC ပဲ ကျွန်တော်အိုက်ထက်အရေးကြီးတဲ့အရာတွေဘာဖြစ်လဲဆိုတော့တပတ်တပတ်ဒါကကျွန်တော်စီစဉ်တာမဟုတ် judge လုပ်တဲ့အပိုင်းပဲရှိတယ်ဒီ judge လုပ်တဲ့အပေါ်မှာနော်အရှင်းရှင်းပြောလို့ရှိရင်ကျွန်တော်ဒီဖနက်ကိစ္စနေစပြီးကြောက်တယ်ဟောအရန်ကြောက်ခဲ့တယ်ဗောနော်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီကြောက်တဲ့အရာကကျွန်တော်ဆင်ခြင်ရမယ့်အပိုင်းပို့ပြီးဖြစ်လာတယ်ပြီးတော့မှစူးစမ်းမယ့်အပိုင်းပို့ပြီးတော့မှဖြစ်လာတဲ့အခါကျတော့အခုအချိန်မှာတော့ကျေးဇူးများနေတင်တယ်ဗောနော် ကျွန်တော်တော့လည်းရွေးချယ်တာမဟုတ်ပြဒိုင်းတွေအကုန်လုံးရွေးချယ်တာကျွန်တော်တို့ guest တွေရွေးချယ်တာပြီးတော့နောက်တစ်ခုကဒါမျိုးကိုဖြစ်ချင်နေတာအရှိမပွဲပါပေါ့အာဒိုင်းဖြစ်လုပ်ခဲ့ကြတဲ့ကျွန်တော်ရဲ့ဆရာဆရာဆရာစောရဲ့ချင်းငယ်တို့ကလည်းသူတို့ဖြစ်စီခြင်းနဲ့ reset ပါပဲခင်ဗျအဲ့တော့ချင်းငယ်တို့ဖြစ်စီခြင်းနဲ့ reset ဆရာစောတို့ဖြစ်စီခြင်းနဲ့ reset ထိုင်နေတဲ့ဒိုင်းတွေအကုန်လုံးရဲ့ဆုံးဖြတ်ချက်နဲ့ဒီနေ့ပွဲကြီးကတရားမျှတဆောင်ပြီးသွားတာပါခင်ဗျ ်ချက်ကိုကျင်းတဲ့အားရရှိရတယ်။ကျင်းတယ်မှာပေါ့သူပထမကျင်းတယ်ပါလေ။ကျင်းတယ်။ဒီမလေးတော့ပေါ့ကြ။ဒါလေးဟုတ်ကြာဒါအဲ့ဒါလိုဖြစ်နေတာဟုတ်ပါလေအာပြည်သက်သဘောကြတဲ့သူ voting system အားဖြစ်လဲပေါ့နော်တက်မှတ်ထားတဲ့အတိုင်းကျွန်တော်တို့ကလေးစားလိုက်တာပြီးတော့ကျွန်တော်နောက်ဆုံးချိန်ထိကျွန်တော်လုပ်ခဲ့ရပေါ့နော်ကျွန်တော်ဆူတောင်းနေပါဗျာဒိုင်းလေးပေးထားတဲ့သူ ਨੇ voting ေးနေတဲ့သူတွေအကုန်လုံးလွဲသွားမှာတော့ကျွန်တော်ရင်တထိတ်ထိတ်ပေါ့ဗျာမင်းသက်ရှင်ရအောင်ဘာလဲပြောရအောင်တော့ပြိုင်ပွဲဝင်အကုန်လုံးအရန်ချစ်တယ်ဆိုပေမဲ့ပြိုင်ပွဲဆိုတော့အကုန်လုံးပြိုင်ကြတာလေပြိုင်လို့ရှိရင်ဒိုင်းနဲ့ဆုံးဖြတ်မှာတယောက်ထဲဝင်လာယူရမှာ ဲ့တော့ဆုံးကိုဆုံးဖြတ်မှာဖြစ်တယ်။ကြံတဲ့ကလေးတွေကလုံးညီကောင်မောင်နှမလူမျိုးသဘောထားတယ်။သူတို့ရမ်းကောင်းကြရယ်ဆိုပြီးမဲ့ဝေနာတီတယောက်တည်းဖြစ်ရမှာ။ကျွန်တော်ဖြစ်စီခြင်းတဲ့သူဖြစ်သွားရမှာနော်။အဲ့လိုပါပဲ။ဒိုင်နေကလုံးဖြစ်စီခြင်းတာပါခင်ဗျာဟုတ်။ဒီဆိုတဲ့ဝိုင်းမှာရှိရမယ်ဒီလေးချင်းတွေပါနော်။ဒီကတည်းကကန်းသားမှုဖြစ်ကြပြီးကြဖို့ foundation စားရခြင်းမှာသူချင်းဆိုတာကဒီကိုကြည့်ပြီးတော့ဒီကိုကမိုင်းကဆိုပြီးတော့ဒီတော့ဆက်ကိုခံစားရတယ်ခုနကပြောနေတယ်ဒီအဖေက တိုင်းလာကုတ်ကလေးကိုကျွန်တော်ကြလေသာဆိုပို့ပြတဲ့ဘောကြပါပါစဉ်းစားနေရကျွန်တော်လည်းရမ်းကြည့်နေဟုတ်ပါတယ်နေလို့နေရပို့အဲ့လည်းပဲအမတ်တရားနေတဲ့တိန်းထားမယ်လေဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒါဒီဘွဲမှာဝင်းနာဖြစ်သွားတဲ့ဥစားကိုသူကတစ်သက်လုံးတိန်းထားတာဒီဝတ်စားဟုတ်ကဲ့ဟုတ်ကဲ့တိန်းထားအောင်စီကျိုးလို့ရရတော့ ဟုတ်ပေါ်တော့ကျွေးရမှာဟုတ်ဟုတ်ပေါ်တော့ကျွေးရမှာရှင်းပါလားဟုတ်ကျွေးရမှာပေါ့ကျွေးရမှာဟုတ်ပေါ်တော့ကျွေးရင်ကျွေးဟုတ်တယ်ဟုတ်ပေါ်တော့ကျွေးမှာကျွန်တော်လေဟိုအခုပြိုင်ပွဲဝင်ဆယ်ယောက်စလုံးကိုကျွန်တော်ပြန်တွေ့ချင်နေတာဘာဖြစ်လဲဆိုတော့ကျွန်တော်တတိယရယ်နော်ကျွန်တော်ညီညီမတွေဘာလို့ဆိုကိုယ်ကတော်တော်ကြာသွားတာဗျာကြာတဲ့မှာလည်းဟသွားတာငါလားငါလားမဟုတ်တယ် ကျွန်တော်ကတော့ပွဲတိုင်းရှိခဲ့တာဗျာမနက်ပြောင်ကျွန်တော်လုပ်ခဲ့တဲ့ပွဲတိုင်းမှာကျွန်တော် model academy ကိုပထမဆုံးလုပ်တယ်ပြီးရင် style secret ဆိုတဲ့အစီအစဉ်ကိုကျွန်တော်ကကြာပြီ2012လာအဲ့လောက်ပဲကျွန်တော်လုပ်လာတယ်ဆိုတော့လေတွေ့ကြည့်လိုက်နှစ်ကမနေတော့ဘူးเนาะအဲ့ဒီမှာရှိခဲ့တဲ့ကလေးတိုင်းကအခုချိန်မှာကျွန်တော်နဲ့ညီကိုမောင်မိုင်းဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်ကပြိုင်ပွဲလုပ်တဲ့အချိန်တွင်းမှာလေကျွန်တော်ရမ်းစူးစားတယ်စူးစားရဆိုတာက အဲကျွန်တော်ဝေဖန်မှုတွေဘယ်လောက်ပဲများများကျွန်တော်ရဲ့ UTJ ကျွန်တော်လောက်ဆောင်ရမယ့်အရာတွေကျွန်တော်ရဲ့ကြိုးစားမှုတွေကတသက်ရှိတာပေါ့နော်ဒါ ው လဲပြိသက်လက်ခံမှုတော့ကျွန်တော်တို့အများကြီးကြိုးစားတော့ရမှာဘူးအဲအဲ့လိုပဲအဲ့ဒီလိုကြိုးစားသွားရဲဆိုတာပြောတော့တာလွယ်ပြတကယ်အစီအစဉ်တစ်ခုကိုဥဆောင်ပြီးတော့ကျွန်တော်လုပ်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကရန်ပင်ပန်းရတယ်နောက်တစ်ချက်ကများစွာသောနှိမ့်နိုင်မှုတွေများစွာသောအရာတွေအကုန်လုံးကိုကျွန်တော်လုပ်ရတယ်အထူးသဖြင့်ကျွန်တော်ကိုအရှမ်းဝေဖန်နေတဲ့အချိန် တနိုင်ငံလို့ရဲ့ဒီ social ထက်မှာကျွန်တော်ရုပ်ပုံတွေကြီးပဲပြန့်ပြီးတော့ကျွန်တော်ဝင်ပန်မှုတွေထိတ်ဆုံးရောက်နေချိန်မှာအဲ့ရပြောတနိုင်ငံလုံးနဲ့ဒီလောက်တဲ့ပြောနေတဲ့နှစ်ပေါင်းများစွာတဲ့ဘာမှဖြစ်ဘူးလားတဲ့သူတို့ကတခုခုဆိုလို့ရှိရင်သူတို့ကအပြင်လူတွေဆိုတော့ခံစားတတ်တယ်လေသူတို့ကကျွန်တော်ကြည့်လိုက်ရင်ကျွန်တော် AC ပဲကျွန်တော်ဖြတ်တန်းတဲ့အရာလဲ AC ပဲဆိုတော့မဟုတ်ဘူးကျွန်တော်ကဒါကိုရှင်းပြရဲခုနခံစားချက်တွေရှင်းပြ ကျွန်တော်အဲ့ထက်အရေးကြီးတဲ့အရာတွေဘာလို့လဲဆိုတော့တစ်ပတ်တစ်ပတ်ဒါကကျွန်တော်စီစဉ်တာမဟုတ် just လုပ်တဲ့အပိုင်းပဲရှိတယ်ကျွန်တော်အရှိမှကြာကျွန်တော်စဉ်စဉ်းစားပြီးတော့စီစဉ်ရတဲ့အပိုင်းတွေအများကြီးရှိတော့အဲ့ဒီအပိုင်းတွေအကုန်လုံးကိုကျွန်တော်ကဥဆောင်ရတဲ့အပိုင်းဆိုပို့ပြီးတော့ပြင်ပန်းတယ်ဒီဘွဲတဲ့ပို့ပြင်ပန်းတယ်အရှိမှလုပ်ခဲ့တဲ့အရာတွေကအဲ့တော့ကျွန်တော်မှအဲ့ဒီဝေဖန်မှုတွေတွားပြီးတော့ပြိုလဲနေလို့မရဘူးအဲ့တော့ဒီညီလေးနဲ့တွေ့တဲ့အချိန်မှာအခုဆိုသူတို့ကြည့်နေကြတဲ့အချိန်မှာကျွန်တော်ကပို့ပြီးတော့တော့မှသူတို့ strong ဖြစ်ပြီးတော့သူတို့ကိုကျွန်တော်ပြန်ပြီးတော့ခွာပေးအဲခွာပေးပြနေတယ်ဗျာအရင်ဘွဲတော့ဆိုလို့ရှိရင်တော့ကျွန်တော် ကိုရာအီဟန်စီစဉ်ကတော့အချိန်ကတနေ့၄နိုင်ရရှိခဲ့တယ်။အဲ့ဒါမျိုးကြီးကျွန်တော်ကရင်ဆိုင်ရဖြတ်တန်းရအောင်။အဲ့တော့လူတွေအကုန်လုံးကဒီ Jazz Candy ဒီတစ်ခုလေးကိုတို့ကမထိုက်တန်မှုတွေမျိုးစုံတွေဆယ်စုနှစ်ပေါင်းများစွာဆိုတော့တို့ကျွန်တော်ဝေဖန်နေကြပြင်မယ်လေ။တို့ကအဲ့ဒီပြောနေချိန်မှာကျွန်တော်တို့ကဒီဘက်အနောက်မှာအဲ့ထက် Jazz တစ်ခုတည်းတည်းမဟုတ်ဘူး။ကျွန်တော်တို့ကအစီအစဉ်တစ်ခုလုံးကိုကျွန်တော်တို့ကစီစဉ်ပြီးတော့ခေါင်းကိုက်နေရတဲ့အနေထားဆိုတော့တိတ်ပြီးတော့ကျွန်တော်တို့ကဟိုကလေပြန်ပြီးတော့ပေါ့နော်တခါတလေကြာရင်ဟို သူတို့ကိုဘယ်လိုခေါ်မလဲပြန်ကောင်းပုံနဲ့ response တွေဟိုပြန်ပြီးတော့မဖြေရှင်းပေးနိုင်ဘူးပေါ့နော်ကျွန်တော်ကဒီကိစ္စတွေကိုအများကြီးလုံနေရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ပါဝင်တဲ့ကျွန်တော်ထပ်ဝါရင့်တော့ကျွန်တော်အရန်လေးစားရတော့ပညာရှင်တွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့အကူအညီတောင်းပါဆရာတို့ဒီအပိုင်းလေးတွေမှာအဲကျွန်တော်မှာလိုအပ်ချက်တွေအပိုင်းရှိတယ်သူတို့ရဲ့နီးနာတွေအကုန်လုံးကျွန်တော်ပြန်ယူရပါ music နဲ့ပတ်သက်တာဟုတ်အဲ့တော့ကျွန်တော်ကအဲကျွန်တော်ရဲ့ဒီဘုဒ္ဓတာပိုင်းတွေဒီအစောတော်တယောက်မှာကျွန်တော်ဖြစ်စီခြင်းနဲ့အရန်တောက်ပါသွားမဲ့ပုံစံမျိုးတွေ တကယ်အဆိုရှင်တယောက်မှာအဲလိုအပ်မဲ့အရာလေးတွေအကုန်လုံးကိုအဲကျွန်တော်ကကျွန်တော်ရဲ့အခန်းကဏ္ဍလေးမှာပဲကျွန်တော်ကဆပူတင်းပေးရတာဟုတ်အဲ့တော့တကယ်အရန်ကိုလိုအပ်တဲ့ပညာရှိအပိုင်းတွေကကြာသက်ဆိုင်ရာတာဝန်ရှိရသူရှိရဆိုတဲ့ခါကြာအားလုံးကမျှပြီးတော့ဒုဒုပေါင်းနဲ့အကုန်စူးစမ်းကြတာလीအဲ့တော့အရာလုံးကအစင်ပြည်ပြည်ချောချောမွေ့မွေ့နဲ့ပြီးသွားတယ်လို့ကျွန်တော်ကထင်ပါတယ်ဒီ judge လုပ်တဲ့အပေါ်မှာနော်ကျွန်တော်က judge လုပ်တဲ့အပေါ်မှာပြန်ဝဲတောက်လျှောက် အရှင်းရှင်းပြောလို့ရှိရင်ကျွန်တော်ဒီဖနက်ကိစ္စနေစပြီးကြောက်တယ်ဟောအရန်ကြောက်ခဲ့တယ်ဗောနော်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီကြောက်တဲ့အရာကျွန်တော်ဆင်ခြင်ရမယ့်အပိုင်းပို့ပြီးဖြစ်လာတယ်ပြီးတော့မှကျူးစားမယ့်အပိုင်းပို့ပြီးတော့မှဖြစ်လာတဲ့ခါကျတော့ဒီအခုအချိန်မှာတော့ကျေးဇူးအများကြီးတင်တယ်ဗောနော်ဆိုဘယ်လိုမျိုးဝယ်စားမလဲဘယ်လိုမျိုးဟိုဟာအာလောက်ရမလဲဆိုတဲ့အရာတွေနေတော့ကြက်ရှိလို့တယ်ပြီးတော့မှဒီတန်ခါးဒီတားတုံးကလည်းအာဝိကတုံးကလည်းဆိုပြောတာဗောနော်ဆို တချင်းနဲ့တချင်းနဲ့ဒီဟိုတငါရသားဆိုတော့ယူယူလေးဝစ်စင်ပြမဲ့လို့ဒီ grand final တယောက်အနေနဲ့တော့မဖြစ်သင့်ဘူးဆိုတဲ့ຢ່າງတွေတော့အာကိုပြောမှသိတာကိုစင်ကအဲ့လိုမျိုးမက်ချက်ပေးမှသိတာပေါ့နော်ဆိုတော့အာမက်ချက်ပေးတဲ့ပုံမှာအာကြောက်လေးကြောက်ပဲမဲ့အများကြီးအထောက်အကူဖြစ်တယ်ဆိုတဲ့ຢ່າງတွေပေါ့ဟုတ်အာ2016လောက်ကကျွန်တော် Katy Perry show ကိုထည့်ပြီးရယ်အဲကျွန်တော်အဲ့ဒီဘက်လဲထိုင်းမှာလုပ်လုပ်နေချင်းပေါ့နော်ထိုင်းမှာကျွန်တော်တာဝန်တစ်ခုလုပ်တစ်ခုလုပ်နေချင်းအဲနောက်ပြီးတော့ the net asian music award အာနောက်ပြီးတော့ Britney Spears show တို့တော်တော်များများကျွန်တော်နိုင်ငံပတ်ပြီးတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲအထွေကြုံရှိခဲ့ကြပါဘောနော်အဲကျွန်တော်ရှေးဆုံးတန်းကနေပြီးတော့ကျွန်တော်တို့အဲသူတို့အလေးကလီလာခွင့်ရပါဘောနော်လီလာခွင့်ရတဲ့ခါမှာအစုံတော်တယောက်ကတချင်းစုံနေရုံနဲ့မပြီးဘူးသူတို့တွေကဆယ်ဝမှာ perform တောက်လျှောက်ကုန်အောက်မှာရှိတဲ့ပရိသတ်တွေကိုသူတို့ပေးသွားတဲ့အရာတွေကဗျာကျွန်တော်နိုင်ငံမှာတချို့အရန်တော်တဲ့အစုံတော် တယ်မလားသူတို့ကကြတော့ပို့ပြီးတော့ဗျာပြည့်စုံတော့ဗောနော်အဲ့လိုဆိုတော့ကျွန်တော်ကလေငွေငယ်လေးနဲ့တိတ်တချင်းတွေကိုအရန်နားထောင်နေသူဆိုတဲ့ခါကြတော့ဟာ ကျွန်တော် fashion အကြောင်းနေလုပ်နေဆိုတော့ music နဲ့ fashion ကဘယ်လောက်ကြီးအရေးကြီးသလဲဆိုတော့အဲ့လိုအခန်းကဏ္ဍပေါ့နော်ကျွန်တော်ရဲ့တာဝန်အခန်းကဏ္ဍလေးပေါ့နော်အဲ့ဒီအခန်းကဏ္ဍလေးစူးစမ်းချင်တာကြာပြီဆရာမြင်မိုးအောင်နဲ့ဒီဘက်ကမြန်မာ star တာဝန်ရှိတဲ့သူတွေကတော့ကျွန်တော်တာဝန်ပေးလာတဲ့အချိန်မှာကျွန်တော်ရမ်းပြော်တာအဓိကနံပါတ်1ကဆရာမြင်မိုးအောင်ကနေပြီးတော့ကျွန်တော်ဒီဖုန်းဆက်ပြီးတော့ဒါဒီတာဝန်ကြီးကိုပေးကြတာပေါ့နော်ပြီးတော့ကျွန်တော်စဉ်းစားလိုက်တယ် online program ပဲပေါ့နော်ဒီရုပ်သံအစီအစဉ်တွေတော့မဟုတ်ဘူးဆိုတော့ခါကြတယ် ကျွန်တော်လုတ်ပြခြင်းကျွန်တော်လုတ်ပြခြင်းတွေကဒီထက်တောင်ကြီးသေးတယ်အများကြီးရှိတယ်ကျွန်တော် step by step ဒီမှာဒါ online သူများလုပ်တဲ့အစီအစဉ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကကျွန်တော်တချို့သောအရာတွေကကျွန်တော် short လိုက်ရရင်အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီဘက်ကတာဝန်ရှိတဲ့သူတွေအကောင်လုံးကလည်းဒီ online အစီအစဉ်ဆိုပေမဲ့သူတို့လည်း sporting နေနဲ့အကောင်းဆုံးစူးစမ်းကြရပါတော့။အဲစူးစမ်းကြရဆိုတဲ့ခါကျတော့ကျွန်တော်ကတော့ကျွန်တော်ကလေးတွေကိုဒီတိုင်းညိုတနေတက်တယ်မဟုတ်ဘူး။ဒီမှာကြည့်နေတဲ့မြန်မာတနေလုံးမှာရှိတဲ့သူတို့ရဲ့ fan တွေအကောင်လုံးကို တို့ရဲ့ပြဿနာတွေကတို့လှချင်တာပဲမြင်ချင်တာလေအဲ့ဒီရဲ့စိတ်ခံစားမှုအခြေခံပြီးတော့ music နဲ့ကျွန်တော်ကရသလောက်ဆက်ရတာပေါ့ဗျာအဲ့တော့လေကျွန်တော်မှာဝေဖန်မှုတွေအများကြီးဒါပေမဲ့တို့လှလာတဲ့အပတ်ဆိုကျွန်တော်ရမ်းပျော်နေပြီအောက်မှာဟုတ်